ဆရာကြီးတက္ကသိုလ်ဖုံးနိုင်ရေးတဲ့ဝိထုအများစုဟာဘာကြောင့်အလွမ်းဝိထု ဖြစ်နေတာလဲတဲ့ဒါနဲ့ပတ်သက်ပြီးတက္ကသိုလ်ဖုံးနိုင်ကပေဖူးလောင်မဂဇင်းမှာဖြည့်ဖူးခဲ့တယ်ဗျအလွမ်းဝိထုဘာကြောင့်ဖြစ်ရသလဲဆိုတော့ကျွန်တော်ဘัวနဲ့ပတ်သက်တယ်လို့ဆရာကြီးကပြောပါလိကျွန်တော်ဘัวဟာရုန်းကန်ခဲ့ရတာများတယ်နာကြီးစရာတွေအများကြီးတွေ့ခဲ့ရတယ်နေမကျော်ဆိုင်ဆရာကြီးတက္ကသိုလ်ဖုံးနိုင် ကောလိပ်ကျောင်းအုပ်ကြီးဘာညာဒါတွေတွေ့တော့ကျွန်တော်ဘဝဟာရွှေစုံကိုက်ရာဇပလင်ပေါ်ဖွားခဲ့သလားလို့ထင်ကြပါလိမ့်မယ်တကယ်တော့ကျွန်တော်ဘဝမှာရုန်းကန်ခဲ့ရတာအများကြီးပါကျွန်တော်ဖခင်တနီယာရောက်နေတဲ့အချိန်ပေါ့အမေကအိမ်အပေါ်မှာလိတ်နေတာပဲလက်ထဲမှာငွေလေး၅ချပ်ပဲရှိတယ်သောက်သမီး၅ယောက်စားဖို့တော့ဖို့လက်ထဲမှာငွေ၅ချပ်ပဲရှိတယ်ဆွေမရှိမျိုးမရှိမိရင်ထဲမှာဘလောက်ထိအပူကြီး တောက်လောင်နေမလဲမနေ့ကတော့ကြံရမရဖြစ်ပြီးအဲ့ဒီငွေလေးငါးချက်ရင်ပြီးအမေဟာထမင်းတုပ်ချောင်းလဲကျွန်တော်မှလည်းအပြူပေါက်ရွယ်ဆိုတော့ခိုင်းလို့မသိကျွန်တော်နဲ့အမေနဲ့ပဲထမင်းတုပ်ရောင်းခဲ့ရတာနောက်ပြီးတော့မဟင်းကရောင်းခဲ့တယ်နေ့ဒီမဟုတ်ဘူးပြောတကြက်တပြားလေးမြက်ဖို့လေတောရရုပ်သိမ်းပွဲတွေဘာဒီမှာထိလိုက်ပြီးညမော်မော်မှာတောင်းမိနှစ်ယောက်ဈေးရောင်းခဲ့ရတာဒါတွေကျွန်တော်ဘဝမှာကြုံခဲ့ရတယ် ပြီးတော့ကျွန်တော်ဘုရားအကြောင်းအကြောင်းကြောင့်မိွေးဖဝေခဏခဏဖြစ်ခဲ့ရတယ်။ကျွန်တော်ကိုးချေတော့ဘောကိုရပြီးတွားနေခဲ့ရတယ်။ဘုရားကမချုံးမှုခဲ့ဘူးလေ။တတော်လေးကြီးလာလို့တက္ကသိုလ်တက်ရတော့လေချွတ်ချွတ်ငယ်တက်ရတယ်။မြင်းပွဲလုံးလုံးရတယ်။ကြားကြောင်းမှာကျောင်းဆရာလုံးရတယ်။တခါတလေဗျာအလုံးမရှိလို့ကျောင်းဝင်မသွင်းနိုင်ဘူး။မိဘကလည်းအဲ့ဒီချိန်မှာတတော်ရိုင်းနေပြီ။အမေကချင်းမောင်ရစားပြီးတော့ငါအသားကိုကြောင်းထားပေးမယ်လို့ပြောတယ်။အမေကျေးဇူးအရေးကြီးပါတယ်။ ကျွန်တော်မပြောရတော့ဘူးလေအဲ့ဒီတော့လိန်ရတယ်အမေကျွန်တော်လောက်ရနေပြီဗျပတ်စံရှိပါလေကျွန်တော်ကိုမပို့ပါနဲ့တော့အဲ့ဒီလိုပြောပြီးကျွန်တော်ကတော့ဒီမှာငတ်နေတာပေါ့ဗျာ1951ကိုတော့ကျွန်တော်မမေ့ဘူးဗျအဲ့ဒီနှစ်ဇွန်ဇူလိုင်နှစ်လရပ်ပေါင်း60မှာသူများတွေကလေတနေ့ထမင်းနှစ်လစားရင်အနက်ပေါင်း120စားရတယ်ကျွန်တော်မှာ10နဲ့ပဲစားခဲ့ရတယ်တစ်ဖက်ကလည်းစာမေးပွဲဖြေနေရတယ် ပေးပါကမ်းပါဆိုလဲပေးမဲ့သူမရှိကူညီမဲ့သူမရှိကိုယ်ပါတာကိုပဲလုပ်ရတယ်ဒါပေမဲ့ကျွန်တော်ဇွဲမလျှော်ဘူးနောက်ပြီးတော့ကျွန်တော်လူမန်းတိတက်ခါစားလေးနှစ်သားရွယ်လောက်ကစားပြီးအဖေကယာလူတွေဘာတွေကြပြီးတော်တော်လေးဆင်းရဲဒုက္ခရောက်ခဲ့ရတာပြီးတော့အငင်းပဲခံရတယ်ခလေးဘွားမှာဗျာခလေးချင်းတော့မတူခဲ့ရဘူးတန်းတူမရခဲ့ဘူးအဲ့ဒီတော့ဘဝကိုပြန်ကြည့်လိုက်ရင်စိတ်ဆင်းရဲစရာတွေကြီးပဲကိုယ်တိုင်က စိတ်ဆင်းရဲစရာတွေတွေ့ခဲ့ဘူးတော့အခုကျွန်တော်အုတ်ချုပ်ရေးပိုင်းကန်ရတဲ့လူကြီးတယောက်ဖြစ်လာတဲ့ချိန်မှာအဲ့ဒါကျွန်တော်ရဲ့အားနည်းချက်ဖြစ်လာတယ်။ဒါကြောင့်လေတစ်ခါတည်းလေကျွန်တော်စာရေးစရာပဲလုပ်ချင်တယ်။အုတ်ချုပ်ရေးလည်းမကန်ချင်ဘူး။ယာလူလည်းမကြည့်ချင်ဘူး။ဖြစ်လာရင်တနာတာကအရင်အရေးကြီးဘူးကနောက်ကြာနေတယ်။ကျောင်းသားတွေပုံမှန်လည်းဒီလိုပဲအုတ်ချုပ်ရေးသမားတယောက်အနေနဲ့ကြည့်ရင်ဒါအလွန်အားနည်းတဲ့အချက်ပြလူတယောက်အနေနဲ့တော့ဂုဏ်ယူပါတယ် ခမရတို့ကလေကျွန်တော်အလွမ်းတန်တယ်လို့ပြောကြတယ်ကျွန်တော်ကတော့လောကကိုဂိူနာပပနဲ့ကြည်တာပါအထူးသဖြင့်ပါဗျာဂိူနာတပ်ဖွဲ့ရှိတဲ့လူတွေအကြောင်းတော့ကျွန်တော်ရေးလိရှိတယ်ရေးပြီးတော့အလွမ်းတွေဖြစ်ကုန်တာပေါ့ဒါမဲ့ဆရာမကြီးဒေါခင်မျိုးချစ်ရဲ့မှတ်ချက်တစ်ခုတော့သတိထားမိတယ်ဗျာဆရာမကြီးကကျွန်တော်ပြောပါတယ်ကိုခင်မောင်တင့်ကဂိူနာတော့တန်ပါလေမူရိဒါလေးလည်းပါတတ်တယ်တဲ့ ကိုခင်မောင်တဲ့ဝတ်ထုဖတ်လိုက်ရင်လေမူရီတာကိုမြင်ရတယ်တဲ့ဒေါခင်မျိုးချစ်ကအဲ့ဒီလိုပြောမှုတယ်ဗျဘာဖြစ်လို့အဲ့ဒီလိုပြောတာလဲဆိုတော့ကျွန်တော်ဝတ်ထုထဲမှာဘလောက်ဒုက္ခရောက်ရောက်ဘလောက်ထိဆင်းရဲဆင်းရဲစူးစမ်းလို့အောင်မြင်သွားတာလေမြင့်မြတ်လို့အောင်မြင်တာလေဒါလေးကိုကျွန်တော်မြင့်မြတ်နုံနုံထည့်ရေးတက်တယ်ဆရာမကြီးကအဲ့ဒါကြောင့်ပြောတာလို့ဆရာတက်ကတော်ဖုံးနိုင်ကသူ့ရဲ့ဘွားစကြောင်းသူတွေကိုပြောပြပါလိမ့်ဆရာတက်ကတော်ဖုံးနိုင်ရဲ့အကြောင်းကိုလေ့လာကြည့်မိရနော် ရာကြီးတက္ကသိုလ်ဖုန်းနိုင်ကိုတန်လိမ်မြို့မှာအဖဦးထွန်းဖေအမိတော်ကျင်မေတို့ကဇန်နဝါရီလ1930ရက်နေ့မှာဖွားမြင်ခဲ့ပါတယ်ငွေကြီး900ရောင်းနဲ့ဒုတိယမြောက်တာပါငယ်နာမည်မောင်ဖေသိန်းနဲ့အမိရင်းကတော့ဥက္ကင်မောင်တယ်မို့ပြေခရိုင်ပေါင်းတယ်မျိုးမူလာတန်းလုံးကြောင့်မှတက္ကသိုလ်ဝန်ဆောင်ွယ်အောင်မြင်ပြီးမက်သဒစ်ကျောင်းတွေဖြစ်တဲ့တန်လျင်တုံလေး3ခွအစိုးရအထက်တန်းကျောင်းတွေဖြစ်တဲ့ပြည်ပေါင်းတယ် ဗုဒ္ဓစာပေကို6000တွဲကြောင်းထုံးဖို့တက္ကသိုလ်ဝန်ဆောင်ဘွဲကို1948ရန်ကုန်တက္ကသိုလ်1948တက်တယ်။စေပညာဝိဇ္ဇာဂုဏ်လူဘွဲ1955မှာရတယ်။မိုင်ကန်ပြည်တော်စုနယူးယောက်မြို့ကိုလံဘီယာတက္ကသိုလ်ကနေဘွဲလုံးမဟာဌာနမှမဟာဝိဇ္ဇာဘွဲကိုလည်းစီးပူးအောင်မြင်ခဲ့ပါတယ်။1959 68သုံးနှစ်တာကာလပေါ့။ဆရာကြီးတက္ကသိုလ်ဖုန်းလိုက်ဟာ 1948ရန်ကုန်တက္ကသိုလ်ရောက်ပါတယ်ရန်ကုန်တက္ကသိုလ်ကွန်ပျူတာနောက်ဆုံးနဲ့တခွဲခတ်မှာလက်တွေ့တုပ်နေတော့မန္တလေးတက္ကသိုလ်ကောလိပ်ကျောင်းကြီးဦးကိုလေးကမန္တလေးတက္ကသိုလ်ကိုလာပြီးစိတ်ပညာစတင်သင်ကြားပေးဖို့မြစ်တာရက်ခံပါတယ်မိမိရဲ့ပညာပြန်ပွားတာကိုနှစ်သက်တာကတကြောင်းဆရာကြီးဦးကိုလေးကို40တာကတကြောင်းကြောင့်လာပါမယ်လို့ခရီးပေးခဲ့ပါတယ်မန္တလေး University College စိတ်ပညာဌာနမှူးဖြစ်၎င်းတောင်ကြီး College ကျောင်းကြီးဖြစ်၎င်း ်ဖသိန်ဒီဂရီကောလိပ်အကြောင်းကြီးဖြစ်၎င်းမော်လမြန်ဒီဂရီကောလိပ်အကြောင်းကြီးဖြစ်၎င်းမော်လမြန်တက္ကသိုလ်ဒုပမောခချုပ်ဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်ပညာရေးတက္ကသိုလ်ပါချုပ်ဖြစ်တာဝန်ထမ်းဆောင်နေစဉ်1988ရေးခင်မှာဆရာကြီးဟာအာနာပိုင်ရဲ့ငိမ့်စားပေးခြင်းခံခဲ့ရပါတယ်ဘာဖြစ်လို့လဲဆိုတော့ဆရာကြီးဟာစစ်မှန်တဲ့ဒီမိုကရေစီကိုတောင်းဆိုရမှာပါဝင်ခဲမှုကြောင့်လို့ဆိုပါလေ မြန်မာပညာရေးလေ့လာရေးအဖွဲ့ခေါင်းဆောင်ဖြစ်ဂျပန်ကို1989ရောက်တယ်တရုတ်ကို1983ရောက်တယ်မြန်မာအထူးပညာရေးအထူးလေ့လာရေးအဖွဲ့ဒုခေါင်းဆောင်ဖြစ်ဂျပန်ကို1981ရောက်တယ်အာဆီယံကိုရီးယားယဉ်ကျေးမှုခေါင်းဆောင်ဖလှယ်ရေးအစည်းအဝေးတွေ့ဆုံပွဲတွေမှာမြန်မာကိုယ်စားလှယ်ဖွဲ့ဝင်ဖြစ်1996နဲ့2000ပြည့်နှစ်တွေမှာကိုရီးယားနိုင်ငံကိုတွားရောက်ခဲ့ပြီးစာတမ်းတွေပြုစုဖတ်ကြားခဲ့ပါတယ်စာပေနဲ့ကိုဝင်ရောက်ပုံကတော့ရှုမဝမဂဇင်းပါတွီးဟကပြားနဲ့1949မှာစတင်ဝင်ရောက်တာပါ။ ထင်ရှားတဲ့လုံးကြီးဝန်ထုရှိကြီးတွေကတော့မြမလေးရဲ့စိုးရိမ်မိတယ်။သူ့ကြုံမခံပြီးလွန်မူးညအိမ်ပိုင်မျိုးဤမြေမှသည်စိမ့်နေအောင်မိကျွန်တော်မြေမောင်းဘွားညအလားကွယ်တငယ်ချင်းလိုပဲစိတ်၍ခုံမိခိုင်းချစ်တော်ဤကဘာလွန်ဒီမဆုံးစင်တဲ့စောသခင်ကဘာကုံကျဲ့တဲ့၍ဝဲရိကနာဦးဝတ်တန်လေးချိန်မှန်ကူတပြည်သူမွှေထား နေငွေတထောက်မူတမောင်ကိုအလဘဝငွေလာမင်းစုတ်ခွာရတဲ့ငွေညများမိုးရိရွာမဖြင့်ကွယ်တေညိုအလွေလာအမြင့်ချစ်သူအိမ်အမိုးနောက်ဝယ်လာပြောက်ခဲ့ခြင်းမြေကြီးလောကများ၏ဟူမာပတ်လေယူးသည်ဆံမတပါစရှိတဲ့ဝိထုတွေဖြစ်ပါလေ ထင်ရှားတဲ့မဂဇင်းဝတ္ထုရှိကြီးတွေကတော့နှင်းရွက်ကျွေစောမုံရစ်လေဦးရေပင်လယ်နဲ့ဝင်စင်ကျဲတကူးလေနဲ့ရောတော်သည်ပတောက်နဲ့ကျူပါမီမာရီယာဂယူနာမိခင်တို့ဖြစ်ပါလေဝတ္ထုတို့အများကိုလည်းရေးသားခင်ဟာဒါတွေကိုပြန်လဲတင်ပြပါလေဝတ္ထုတို့ပေါင်းကြအမှတ်1နဲ့3ဝိညာဉ်မှာဖူးတဲ့ကြည်နူးမှု အလှပန်းကျွန်တော်ဘွားဘရောက်ကပါစသဖြင့်စူးစိခဲ့ပါတယ်။စာပေနုပညာဆိုင်ရာကျမ်းမြတ်မှာဖုံးနိုင်တွေ့ဖုံးနိုင်မြင်း ခတ်သိန်းကလျာရှုဖွဲ့တာဒီပထမတို့ဒုတိယတို့ဖြစ်ပါလေအင်္ဂလိပ်မြန်မာနှစ်ဘာသာပြန်ကြပြဆောင်းမြန်မာရှာလော့ဒေဝီတန်တာမီဂျင်တို့ဖြစ်ပါလေနိုင်ငံခြားဘာသာပြန်ဆွထုတ်ရတဲ့စာအုပ်တွေကတော့ရုရှားဘာသာနဲ့သူ့ဂျုံမခံပြီးတရုတ်ဘာသာနဲ့စွန့်ခွာရတဲ့ညညများဟိန္ဒီဘာသာနဲ့တငယ်ချင်းလိုပဲဆွေရခွန်မြီခိုင်နေငွေတထောက်မှုတမောက်ဖြစ်ပါလေ1982ခုနှစ်မှာဆရာကြီးဟာမျိုးသားစာပေစုရရှိခဲ့ပါလေ2000ခုနှစ မေလ10နေ့မှာတော့တန်လီမြို့နေမှာပဲဆရာကြီးဟာကွယ်လွန်ခဲ့တယ်လို့သိရပါတယ်ဆရာကြီးရဲ့ဝတ္ထုတွေထဲမှာရုပ်ရှင်ရခဲ့တဲ့ဝတ္ထုတွေကတော့သူ့ကြုံမခံပြီးညီမလေးရဲ့စိုးရိမ်မိတဲ့လွမ်းတကူးလေးနဲ့ရောတော့သည်ရှိပင်လည်းနဲ့ငွေစင်ကျဲမူညာအိမ်မမျိုးမူရင်လေဦးနှွေကန်သာဦးတငယ်ချင်းလိုပဲဆွေခေါ်မိခိုင်းတပြေသူမွှေထား ရေးသားခဲ့တဲ့စညုံတွေကတော့ထာသခင်တစ္ဆာမိုးဦးဒီတောင်ရန်ကမခွာရတဲ့မောက်မူပိုင်ရှင်ဗီဒီယိုရဲ့ကုက္ကရဝတ္ထုတွေကတော့လွမ်းမုံညအိမ်မမျိုးတာ၍ဝေးရစီကိုပါတငယ်ချင်းလိုပဲဆက်၍ခေါ်မိခိုင်းတပြည်သူမရွှေထားဖြစ်ပါလေဒါပြင်ဆရာကြီးဟာသရှင်းနေကိုလည်းရေးသားခဲ့ဘူးလို့သိရပါတယ် ဆရာကြီးတက္ကသိုလ်ဖုံးနိုင်တဲ့အသက်ပြီးလေးလာမိတဲ့အချက်လေးတွေကိုပြောပြတာပါ။နောက်ဆင်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ဗျာ။